ဧပြီလ19ရက်နေ့မှာကြောက်ရွံ့တဲ့ကျွန်တော်ရဲ့မွေးနေ့လေးကိုတော်ပေါင်းမြို့နယ်ပုပ်ပါဆွေတော်ကျောင်းနဲ့အတူ6မြို့နယ်ကျိုးပင်တောရွှေကျောင်းတို့မှာတွားရောက်ကုသိုလ်ယူဖြစ်ပါတယ်ခင်ဗျာနတ်လူတာဓုခေါ်ကြပါစေတော့တာဓုတာဓုတာဓုပါဘာဝထမင်းထွက်တဲ့ဟမ်ထရွက်ကလေးတွေနဲ့လှုပ်ထားတဲ့မုတ်ဖက်ထုတ်ပေါ့ဗျာအညာသားကြောကုန်းလို့လည်းခေါ်တယ်ခွေးရှာလို့လည်းခေါ်တယ် ကိုတောင်သူများကျွေးလာမလို့ပါဗျာရန်ကုန်ကမိတ်ဆွေတွေများစီပို့လိုက်ချင်ပါရဲ့စားကြည့်အားကြီးကောင်းတယ်အယောဒီမှာတက်တော်မိုးရက်3နှစ်ဘွာတော်83ဝါ1384ခုနှစ်တပေါင်းလက်ပြီးကျော်73ရက်78ရက်3လ 2023စနေနေ့တွင်တဘွားငင်းအေးတော်မူသောကလောမြို့နယ်ပေါ်ဆိုင်မြို့ချွေမြစီကျောင်းတိုက်ဦးစီးပရဏနိုင်ကဆရာတော်ပတ္တန္တညာနိကဆရာတော်ဘုရားဤဆရာစကားမဒတိမြာတတိထားငါကားမာခဲ့မယ်မင်းတို့လည်းပဲငါလိုပဲမလွဲသေးရမယ်ငါလိုသေးကငါလိုပါ မုတ်ချပုတ်လိမ့်မယ်ငါလိုပုတ်လေငါလိုပဲကြောင်းပြင်ထုတ်လိမ့်မယ်ရှာဖွေစုထားပစ္စည်းများအာလုံထားခဲ့မယ်ကောင်းကံဆိုးကံအင်းနဲ့တန်းအမှန်လိုက်တော့မယ်ကောင်းကံလိုက်ကကောင်းဘဝမုတ်ချရောက်လိမ့်မယ်ဆိုးကံလိုက်ရင်ပယ်လေးွယ်မှန်ပင်သွားရမယ်ချစ်တပြီများ ငါသကားမနှီးလိုက်နာပွဲတာတုတာတုတာရုပါဗျာကျုပ်တို့ရဲ့အနာဂတ်တွေကလူငယ်တွေရဲ့လက်ထက်မှာရှိတယ်အခုလူငယ်တွေဘယ်သွားနေလဲမိမလာလို့မိစမောင်းကိုတက်စီသွားဝင်နေပါလေဆရာအယောဒီမှာမြတ်ဘုရားတရားပြန်လာတော့ကမုန်းပြီးသွားဝင်တာ မလဲရွှေလာကမုံငွေလာကမုံအဲ့လာကမုံနဲ့စောင်းရတယ်ကမုံတော့ဝင်နေတော့သူလောလောဆယ်လိုးနေတာကမီးလာကမုံနဲ့ရေလာကမုံလိုးနေတာရောင်းတဲ့လူကကာလာစီရှိနေဆိုလို့ဖာလာစီတွေဝဲလာတာမတားတော့မဲတော့အယိုးဒီမှာရှမ်းပြည်နယ်တောင်ပိုင်းကလောမြို့နယ်ဘော်ဆိုင်မြို့ကန္တာရက်ွက်နေဖရာကျောင်းယဟန်အလူတရကဥအောင်မိုးလွယ်ခေါ်ตาကြီးဖရာကျောင်း ယံအလူတိုက်ကာမဒေါ်မူမူလေးမိသားစုတို့ဤကံထက်ရှင်ပြုနာတာအလူတော်မင်္ဂလာပွဲကဖနက်စင်မြင်ကွင်းလေးပါဗျာသူ့တလိနဲ့သူတော့အယံချစ်စရာကောင်း